အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာကလီးနဲ့ကန်ကောလမ်းပိုင်းမှာဒီလုံထောက်စတဲ့ထူပြီးဖလန်းနဲ့ဝေဘူးလာကြားမှာဝမ်တွဲကအမုန်းဆွဲပြီးစတဲ့အကြောင်းလေးကိုပြောပြလာတဲ့ကိုပိုင်ရဲ့ကိုရဲ့ဗီဒီယိုကိုပင်လယ်မျှဝေပြလိုက်ပါရခင်ဗျာအခုဆိုလို့ရှိရင်ဒါကလေးနဲ့ကန်ကောလမ်းကြားမှာဒါတောင်တော်ကနယ်မြေတွေတောက်ဆောင်ရှင်းနေတယ်နယ်မြေရှင်းတဲ့အချိန်မှာအခုဘယ်အလုံး60လောက်ထူထားပလိုက်ရပွဲရပြတ်သွားဒီချင်းနဲ့နေတော်တော်လက်ကြတယ်လို့ကျွန်တော်တွေနဲ့ဒါအခုပထမဆုံးကြားသိလိုက်တာရှိတယ် เนาะနောက်တစ်ခုပလန်းနဲ့သူဝေဘူးလဈာမလဲပွဲတွေကနေပွဲကတော့တအားခုဝိုင်တွဲရနေပြီးတော့အမုံဆွဲချလိုက်တာဝိုင်တွဲရအမုံဆွဲချလိုက်တာဒါလေအဲဖေကအဲ့မှာအလုံး20ကျော်လောက်ထူချလိုက်တယ်เนาะဒါကျွန်တော်တို့ကြားသိရတာရှိတယ်နောက်ပြီးတော့တီးတိန်ရယ်ကင်ခန်းဟိုခိုင်ကန်းရယ်အဲ့ဈာမပွဲကပွဲကတော့အဲတော်တော်များများဖိထူချတယ်အဲ့မှာလည်းအလုံး30ကျော်လောက်ထူချတာရှိတယ် ချင်းနေနဲ့ချင်းနိုင်လား PDF တွေရောအကုန်တော်တော်များများအမှအောက်စုလိုက်တည်ကြတာကိုကျွန်တော်တို့ဒါအာတွေ့ရှိရတယ်သိရှိရတယ်ဆိုတာနော်အဲအကြောင်းအရာမတွေ့တယ်ဆိုတာဒီအဲလိုင်းရင်းမှာတို့ပြလိုက်တဲ့ဟာလေးတော့ကျွန်တော်တော်တွေ့တာလို့ဖြစ်မှာဆိုတော့တို့လာပြတဲ့ဟာလေးဒီကျွန်တော်တွေ့လိုက်ရတာဒါတော့ပြနော်နောက်အဲစကိုင်းတိုင်းမုံရွာမှာပဲဒီရတုံရွာမှာเนี่ยဘူတောင်အဲဘူတောင်ကမ်းရွာပေါ့အဲ့အဲ့ဂျာမာရှိခဲ့ဟိုအချက်ဘက်စကံကိုတောင်းတော့ဖစ်ထူပြီးရှင်းနေတာလေဒီတွေနဲ့တောက်ဆောက်ရှင်းနေတာ အဲ့မှာလည်းပဲအကျန်းဖက်ဒီအဲတော်တော်များများလက်ကုံတာကိုကျွန်တော်တို့တွေ့ရတယ်နော်ပြီးတော့ဒီမဲ့ဆိုလို့ရှိရင်လည်းမန္တလေးဘက်ပေါ့မန္တလေးဘက်ဆိုလို့ရှိရင်လည်းဒီတောင်သားမှာဆိုလို့ရှိရင်တော့ချင်းညောင်တိုးရွာတို့ညောင်ညောင်တိုးရွာမှာရှိနေတဲ့အကျန်းဖက်ဒီကိုဒါဝင်ရောက်ပြီးရှင်းနေတယ်ဝင်ရောက်ရှင်းနေတော့အသေးဒီလည်းမိတယ်အရှင်ဒီလည်းမိတယ်မနည်းအောင်ဆိုရင်တော်တော်များတယ်အဲဒီနေ့ဆိုလို့ရှိရင်လည်းပဲတအားကောင်းနေတဲ့အဲဒီတဲ့ဟိုတဲ့မထွက်သေးဘူးဘိုင်းလာတယ် အကုန်လုံးနေနေရှိနေတာကိုကျွန်တော်တွေ့ရတယ်ဒီတောင်သားငဒရယောက်ပေါ့အဲ့အဲ့လမ်းပိုင်းမှာရှိတဲ့ညောင်တိုးရွာပေါ့နော်အဲ့လမ်းခွဲမှာဆိုရှိတဲ့အချမ်းဘက်စကြီးကောင်းနေတဲ့ခိတ်စကန်ကိုတက်မှာဝင်းအောင်စီနေမင်းတိမ့်ပိုက်လိုက်တယ်အချမ်းဘက်ဒီအသေးသေးရောအရှင်ရောရတယ်အဲ့ဟာလေးလည်းကျွန်တော်ဓာတ်ပုံလေးနဲ့ပြပေးထားမယ်နော်အဲ့ဒါပြီးတော့အခုလက်ရှိအခြေအနေအရအကုန်လုံးကိုနေနေရှင်းတိုင်းထင်ပါဒီနေ့အချမ်းဘက်အဲ ဆယ်ယောက်နေပါလောက်ကိုဒါဖန်ဆင်းထိန်းသိမ်းတာရရှိတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်။တောင်းတော့ကတော့အမုံကျွေးတယ်။ရဲရဲတင်းတင်းပြည့်ပြည့်သားသားဟိုဟိုခက်ကြမ်းကြမ်းကိုလုံနေတာကိုဒါကျွန်တော်တို့အနေနဲ့တွေးရှိရတာရှိတယ်။ဟောတွေးရှိရတာရှိတယ်။နောက်ဒီဘက်အကချင်ပြည်နယ်ဘက်ဆိုလဲပါပူတာအိုမှာဆိုလဲဒါတောက်ဆောင်တောင်တော်ကနေမီလီရှင်းနေတယ်လိုက်ချနေတာကိုတွေ့ရတယ်ဖာကန်ဘက်လည်းထိုနည်း၎င်းပဲဖာကန်အဲနည်းနည်းစောင်းသိန်းကလည်းပူအေးလာကြီးပူအေးလာကြီးအဲ ဖားကန်ဒီဘီဝါကောင်းကနေကောင်းကတောက်လျှောက်ဆိုင်းတောင်တို့ဒီဆိုင်းတောင်ဘက်တွေပေါ့အဲ့ဘက်တွေကိုဒါလက်နက်ကြီးနဲ့ဆုံးမနေတာတွေတွေ့ရတယ်ခဏခဏဆုံးမတယ်ဒရုန်းတွေနဲ့ဆုံးမတာတွေ့ရတယ်နော်အတေးတောက်တွေလည်းများတယ်ကျွန်တော်တွေ့နေရတဲ့နေရာမှာအဲ့ဒီဝိုင်းမော်ဘက်ဆိုလည်းပဲတိုက်ပွဲပွဲတွေကကနေတော့ဝယ်မနေ့ကလေလေတောက်လျှောက်ဆွဲတယ်အခုအခုလည်းလေရတောက်လျှောက်ဆွဲနေပြီနောက်ဗမော်မာနေနေရှင်းတယ်ဗမော်နေနေရှင်းတော့อืมဟို မကြခင်ဘမော်လည်းအေးချမ်းရေခဲဖြစ်မှန်းထင်တယ်။အဲအဲ့လိုပြောရတဲ့ကဘယ်နေရာမှာတော့ဒီဘမော်မှာလည်းလုံးဝရေခဲဆိုပြီးဟိုနောင်ချိုတို့လိုတော့ဖြစ်တာမတွေ့သေးဘူး။ဒါပေမဲ့အဲ့လိုမျိုးတော့ပြက်ပြက်သားသားလုံးတင်တယ်လို့ကျွန်တော်အနေနဲ့တော့ယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘမော်ကြီးကလည်းတော်တော်ကြာနေပြီ။လာတိုက်တော့ပဲထိန်းချောင်းနေရတဲ့ပုံစံဖြစ်တော့သူတို့ရဲ့ဟိုနေဟိုလိုင်ဇာကောင်မှသွားမှမတိုက်လို့ရှင်။လိုင်ဇာကောင်မှမဖြိုလို့ရှင်တော့ ဒီကောင်တွေကတွန့်ဆွနေတွန့်ရွာဟိုတွန့်ဆုံနေမှာမဟုတ်ဘူးလို့ပဲပြောရမယ်နော်ဗမောက်မှလည်းဒီကောင်တွေတော်တော်သေတယ် KIA တွေ KIA တွေဗမောက်မှလည်းတော်သေတယ်ဗမောက်မှလည်းဒီကောင်တွေဆုတ်ခွာနေပြီမရှိဘူးအဲဝိုင်းခံရတယ်ဗမောက်မျိုးတွေကလည်းထွက်နေပြီမရှိတော့ဟုတ်လားအဲ့တော့အနေအတိုင်းမှာ KIA ရှိတဲ့နေရာတိုင်းကိုဒါတောက်တော့ကဒီဇိုင်းမမတနေရာလေးကိုတီးတန့်ဖြုတ်ချပလိုက်မှဆိုရင်အဲတော်တော်အခြေအနေကောင်းသွားမှာတော်တော်အခြေအနေကောင်းသွားမှာ ဒီဇိုင်းမမမဖြုတ်ချလိုက်လို့ပဲနဲ့ဒီလိုမျိုးပဲမျောလာတယ်ဆိုတဲ့အခါကျတော့ဒီဟိုနေဗမော်ကြီးကပြက်စီးသွားတဲ့မျိုးကြီးဖြစ်နေတယ်။စစ်ဘေးရောက်ပြက်စီးသွားတိန်ချိုင်းကုန်းမျိုးတော်ကြီးလိုတော်ဖြစ်သွားတယ်။နော်တိရလာရုပ်စိုးပန်းစိုးတွေတကားဖြစ်သွားတယ်။အဲ့တော့ဒီနာမှာရှိတဲ့တိုင်းကူလို့ဟိုတကယ်ပုံကူတွေကအာတခါတည်းအပြက်စော်မယ်အပြက်ရှင်းမယ်အချဆိုလို့ရှင်တော့ဒါဘလို့မိန့်နေရှိတယ်တော့မသိဘူး။ကျွန်တော်တို့ရဲ့ဟိုအယူဆပြောတာကျွန်တော်တို့ကတော့ဆွဲစီကျင်တယ်။လိုင်းတော်ဆွဲလိုက်ချိန်တတ်သွားပြီ။ နိုင်စာကိုဗမောပုံစံမျိုးတိုင်းချပေးလိုက်ရင်ကျင်းတတ်သွားပြီနိုင်စာကိုဗမောပုံစံမျိုးတိုင်းချပေးလိုက်ရင်ကျင်းတတ်သွားပြီအခုကနိုင်စာမှာလွတ်နေတယ်နိုင်စာမှာကောင်းကောင်းလွတ်နေတာမျိုးရှိတော့စိတ်မကောင်းဖြစ်ရတာပေါ့နော်ဗမောမျိုးသူမျိုးသားရဲ့ဆိုလို့ရတယ်တချို့ဟိုနေရီစိတ်တွေရှောင်တော့ကိုမျိုးညာအင်းလာကိုမျိုးငါအရင်တော့မရှိတော့ဘူးတည်တယ်ဝါတာဘူးတက်ပဲအိမ်ရမယ်ဆိုတာတည်တယ်တိုးတော့လည်းပဲပြန်ချင်းနေပြီဒီမှာဗနေမမအစင်မပြေစာဝတ်နေစီးပွားရေးတွေကပြီးမဲလည်းမပေးရလို့တဲ့နော်မဲလည်းမပေးရလို့တဲ့ဒါမျိုးတွေရှိတယ် ဗမောလူတွေကအဲ့လိုမျိုးရှိတယ်။အဲ့ရလေးတော့မဲနဲ့သူတို့ကပေးနေတဲ့ဗမောကိုလည်းပြန်ညင်နေပေါ့နော်အဲ့လိုမျိုးရှိတယ်။ဒီဂျပန်ကိစ္စဂျပန်နဲ့အဲတရုတ်နဲ့ကဒီအေးပြဿနာဖြစ်နေမှာထိုင်ဝမ်ကိုတရုတ်ကတိုက်လို့ချက်လို့ညဂျပန်ထိုင်ဝမ်ဘက်ကတိုက်မယ်ဆိုပြီးတော့ပြဿနာဖြစ်တဲ့အချိန်မှာဘုတုဆော်မင်းတို့ကလည်းထားပြောတယ်ဒါတရုတ်ကအဲတနိုင်ငံမူဝါဒနော်ဒါသူတို့ရဲ့ထိုင်ဝမ်တို့ပြည်နယ်သာဖြစ်တဲ့ဒီဘက်တရုတ်ဘက်ကအခိုင်အမာယက်တည်တယ်လို့အဲဘုတု ဆောင်းမင်းထောင်းကပြောတယ်အဲ့ဒီဥစ္စာကတကယ်တမန်ကြောင့်လေးလာလို့ရှင်လို့ချင်းတကယ်တမန်ကြောင့်လေးလာလို့ရှင်လို့ချင်းတချို့ကအဲ့မှာတစ်ဖက်အကြမ်းဖက်မီဒီယာတွေဘက်ကဗာပြတ်လဲဆိုအာတရုတ်ဘက်ကဘောမားလဲဘာညာဆိုပြီးတော့ဖြစ်သွားပြန်တော့သူတို့တွေကဘလူတွေနဲ့ပြောနေကြလိုက်တယ်အမှန်တကယ်တော့ဂျပန်ကဒီရမျိုးစလိုက်တာနဲ့ဂျပန်ကိုအခဲမကြေဘဲနဲ့စောင့်နေတဲ့နိုင်ငံတွေကအများကြီးရှိတယ်ဒီလားဂျပန်ကအကုန်လုံးကိုစစ်ကျွန်းလုပ်သွားတာအာဒါ တရုတ်နဲ့ကိုရီးယားဆိုလို့ရှိရင်အများဆုံးလိန်ကြုံအောင်ခံရတယ်။နော်သူတို့လိန်ကြုံဆိုတော့ကွာသူတို့လှုပ်ချင်တာလှုပ်တော့ခံရတယ်။အခုချို့အဖွားကြီးပြာစားအခုဒီသူတို့လိန်ကြုံသွားတဲ့အဲဘလို့ဖြစ်တယ်ဆိုတာအခုချိန်ဒီအဲရှိတော့တောင်ကိုရီးယားမှာရှိတော့နော်ဒီအောင်ကိုစောင့်နေတာပြီးတော့ဒီကောင်တွေကဒီဂျပန်နိုင်ငံဆိုတာရှစ်ရှုံးနိုင်ငံဒုတိယကမ္ဘာစစ်မှာစစ်ရှုံးသွားတဲ့နိုင်ငံစစ်ရှုံးသွားတဲ့နိုင်ငံမှာသူကဘာရေးတာလဲဆိုတော့ သူများနိုင်ငံကိုတိုက်ဒီဖရန်စစ္စကိုလောင်းတွေအဲ့ဒီစာချုပ်အရာသူကဖရန်စစ္စကိုစာချုပ်အရာသူကလောဝလောဝသူများနိုင်ငံကိုစစ်တိုက်ခွင့်မရှိကိုယ်နိုင်ငံရဲ့ကာဝယ်ခွင့်နေတာရှိတာဒါကိုဒီစာချုပ်ကိုဖောက်ပြက်ကျူးလွန်ပြီးတော့သူဒါကိုပြောလိုက်တာဖြစ်တယ်ပြောလိုက်တာဖြစ်တော့အဲ့မှာတည်းမှာတရုတ်ကသွားပြီးတော့အကုန်မုတ်ချေပလိုက်လို့ရတယ်နော်ဒါဟိုနေစာချုပ်ဖောက်ပြက်တာပဲစာချုပ်ဖောက်ပြက်တာပဲ ဒါဟုတ်သူတို့ကပဲအဲဘလို့ဒီလဲတော့မသိဘူးဒီအန်ယူဂျီဖွဲ့ရတာတွေကဒီဂျပန်ဘက်ကနေပြောနာလာရှိတယ်တော်တော်များများပြေးကြတာလဲအန်ယူဂျီဖွဲ့ကဂျပန်ကိုပြေးကြတာရှိတော့အဲဒါကိုဝိုင်းပြီးတော့စော်တာရှိတယ်သူတို့တွေကပဲဒီတမိုင်းကြောင့်ကိုမသိတာမြန်မာတွေလည်းမြန်မာနိုင်ငံမှာစော်ဝါခံရတယ်ဟလာမြန်မာလူမျိုးတွေမြန်မာမျိုးသားသမီးတွေအကုန်လုံးစော်ဝါခံရတယ်ဒါကိုလည်းသူတို့ခေါင်းထဲမှာမရှိတော့တာလားဘာလားမသိဘူးနော်တကယ်ပါလို့ပတ်ပြီးတော့စော်ဝါဆက်ပြီးကြွားတဲ့ဂျပန်ဘက်ကလာနာနေသေးတယ် အခုဂျပန်ကိုတရုတ်ကလည်းစောင့်နေတယ်ဆိုတာဒီကွင်ကိုစောင့်နေတာတရုတ်ကလေဂျပန်ကိုစောင့်တာဒီကွင်ကိုစောင့်တာဒီကွင်မျိုးကတွေ့လာလို့ကတော့တရုတ်ကတော့ဘို့တော့ကိုအဲ့မှာအစပြိုးပြီသိရမလားဒီတိုင်းရတဲ့နဲ့မဖြစ်မနေဘူးလို့ဆိုတာမျေ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 ာလိုက်နေတာနည်းနည်းလေးတဲလာနဲ့အဲ့ဂျပန်ပွင့်ပြီဥပပွင့်ပြီတရုတ်ဆွဲမှာတရုတ်ဆွဲမှာဥပပွင့်မှာအဲ့အလေးတော့ကျွန်တော်ပြောချင်တယ်တချို့ကတော့ဗယံမတာတွေပေါ့ဗျာပြောနေတဲ့ဇာတ်ကားတွေအများကြီးရှိတာပေါ့နော် တရားမတတွေပြောနေတဲ့စကားအများကြီးရဲ့အဲ့ဒါလေးကြားပြတ်ပြီးတော့ကျွန်တော်ပြောတာဖြစ်ပါတယ် KB နဲ့ဘက်မှာဆိုရင်ဒေါနတောင်ကျော်တစ်ချောင်းလုံးဒီလမ်းဟောင်းဘက်မှာတော့အဲပွဲကလာရှိတယ်အဲ့ဒီမိုးဆန်ရွာမှာရွာရဲ့အနီးနားမှာเนาะနောက်တစ်ခါကျတော့ဒီလိမ်မောချံရံရဲ့အဲမှာပေါ့အနားမှာပေါ့အဲမှာလေအခုလေချောင်းတွေနဲ့တောက်ဆောက်ကျွေးနေတာကိုကျွန်တော်ဟိုကြားသိရတယ်လက်နဲ့ကြီးတွေနဲ့လည်းတောက်ဆောက်ကျွေးနေတာကိုကြားသိရတယ်အဲမှာမှာရှိတဲ့အကြဘတ်တွေကိုဟိုကောင်းကောင်း အဲစုံမနေတယ်လို့ကျွန်တော်နဲ့ကြားသိရတာရှိတယ်ဒီဖာပုံမှာလည်းနေမြင့်ရှင်းနေတယ်နေမြင့်ရှင်းနေတာမှာအကြမ်းဖက်တွေလည်းတော်တော်ရနေတာကိုကျွန်တော်တွေ့ရတယ်အဓိကကျွန်တော်တို့စိုးရိမ်တာတရင်လာအတိုင်းမှာစိုးရိမ်ပါတယ်တရင်လာအတိုင်းကတော့အဲနည်းနည်းအဲဘာတွေဘလို့ရှိလဲတော့မသိဘူးကတရင်လာအတိုင်းကတော့ကျွန်တော်တိတ်အားမရဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်နော်တရင်လာအတိုင်းတော့တိတ်အားမရဘူးလို့ပြောချင်ပါတယ်အဲဘာဖြစ်လို့လဲဆိုတော့အဲပြောရတဲ့နေရာမျိုးမှာကကိုကအားရတဲ့နေရာမျိုးသာနေပြောချင်တာလीအားမရတဲ့နေရာမျိုးကြတော့ သူတို့ရဲ့စီရီးတွေကဘယ်လိုလှုပ်ဆောင်နေလဲဆိုတာတော့မသိဘူးကျွန်တော်တို့ကစက်ပွဲကတောင်တော်နိုင်တဲ့နေရာပဲကျွန်တော်ကရွေးပြောတာဖြစ်တယ်နော်ရှုံးတဲ့နေရာဆိုတိတ်မပြောတတ်မပြောဘူးအဲ့တော့အဲ့ဘက်မှာတတင်းလာတိုင်းမှာနိုင်တဲ့နေရာမတွေ့ဘူးနိုင်တဲ့နေရာမတွေ့ဘူးနော်အဲ့ဘက်မှာဘာဖြစ်လို့လဲတော့မသိဘူးအဲ့ရဲ့တိုင်းမှုကြောင့်လားအာဘာလို့ကြောင့်လဲတော့မသိဘူးကျွန်တော်တော့မတွေ့သေးဘူးနိုင်တဲ့နေရာတွေ့ရင်တော့တတင်းလာတိုင်းဘက်ကနိုင်တဲ့နေရာတွေ့ရေးပိတ်ဒီရေးတို့အခုမော့ဒေါင်းတို့ပါညာအဲ့ဘက်ကတော့နော် တွေ့တော့ကျွန်တော်ပြောရမယ်အခုကကကျွန်တော်ကြားတဲ့အခြေအနေတွေကနည်းနည်းနိုင်နေနေရမရှိသေးဘူးเนาะအခုဒီရက်ပိုင်းမှာအာဒေတာစစ်ကြောင်းထိုးပြီးတော့တခုတူသိမ်းနေဆိုတော့မသိဘူးအဲ့မှာကရွာတွေလောက်ပဲမြို့နဲ့နေတဲ့ရွာတွေလောက်ပဲဟိုရှင်းတီရှင်းနေတွေပဲရှိတာကိုကျွန်တော်တို့ကတွေ့ရတယ်တကယ်ပိုက်ပိုက်နေနေဟာတွေကိုလက်လွတ်လိုက်ရတာကိုပြန်လဲရယူတာတော့မတွေ့သေးဘူးပဲနေရာမှာเนาะအဲ့အားလေးတော့ပြောခြင်းနဲ့နောက်တစ်ခုကျွန်တော်တို့ ဟိုရခိုင်ပြည်ဘက်ဆိုလို့ရှိရင်ဒီလိုကနေဖြစ်နေတော့အာတော်တော်များများလဲသူတို့ဒုက္ခတွေရောက်နေတာကိုတွေ့ရတယ်။ရောင်ဦးဘက်မှာဆိုလို့အငတ်ဘေးတွေနဲ့ရင်ဆိုင်နေတာတွေ့ရတယ်။နောက်ဒီ AOE အစက်ရခိုင်ဝင်မဲ့ AOE ဆက်မှာဆိုတဲ့ရွာပေါင်း30လောက်ကအာဒါတော်တော်များများကအကျန်းဖက်နေနဲ့ပူပေါင်းနေတာကိုကျွန်တော်တို့သိရတယ်နော်သိရတယ်ပဲပြောတာပါအကျန်းတက်မတော်ကမရှင်းတော့ဘူးဘာဖြစ်လို့အဲ့အဆက်မှာဆက်ဆက်ယူလို့ပါ냐အဲ့ရခိုင်အဆက်အကုန်လုံးမှာဒါဒီလိုမျိုးပြဿနာတွေရှိတယ် ဒါလိုမျိုးပြဿနာတွေရှိတော့အဲ့ဒါလေးကိုကျွန်တော်တို့ကအာပြောကျင်တယ်ပေါ့เนาะပြောကျင်တယ်ဒါနေမီ ARV အဆက်ကိုလည်းကြောင်သမင်းခေါင်ရှင်းလိုက်မှလည်းအဆင်ပြေနှုံးဆိုပြည်သူတွေကအမေရေကောက်ဝဲကိုလည်းလုံးချင်တယ်လာနှောက်ရှက်မှလည်းကြောက်တယ်အဲပြီးတဲ့အခါကျတော့တပုံတွေကလည်းကိုယ်ရောင်မှရှိနေတော့ကိုယ်ရောင်မှရှိရကိုယ်စလေတွေကလည်းဘာမှလုံးလို့မရအဲဟုတ်လားအယောက်ျားရင်းဆက်တွေဆိုအဲ့လိုမျိုးရှိတယ်အဲရွာရှိတယ်ရွာမှာကျတော့အဲဒီမှာမဲရွာဟိုနေပြ ဖြစ်လို့မရဘာလို့လဲဆိုတော့အကြံဘက်တွေဖြစ်နေတာအကြံဘက်တွေအများကြီးနေတာဒီဆက်ဆက်ယူလို့ဒီဘက်ကြံအများကြီးပါပဲအဲ့ဘက်ပါပေါင်းလေးတို့ဘာညာဒါလေးတွေကြတော့ဟိုကဲ့ရဲ့လေးတွေဘယ်လိုမဆိုဒါအေယာဂီတိုင်းတစ်တိုင်းလုံးကရှင်းလို့ရတယ်အေယာဂီတိုင်းတစ်တိုင်းလုံးကအေယာဂီတိုင်းတက်တွေကအများကြီးကြီးတယ်ဒီရခိုင်အဆက်လေးတွေကိုဒါဖြက်ရှင်းနိုင်လို့ချင်းရခိုင်အဆက်လေးမှာရှိတယ်အေယာဂီနဲ့ရခိုင်အဆက်လေးမှာရှိတာလေးကိုဖြက်ရှင်းနိုင်အော်တိုမက်တစ်ပြုတ်သွားမှာကိစ္စဒါတော့လောက်ကြီးရေရှည်လာလည်းပဲ အဲကျွန်တော်အနေနဲ့စိုးရင်ပွဲပဲပြောရမှာပဲဘာဖြစ်ဆိုရွေးကောက်ပွဲမှာဒီနေရာလေးအစအေးတန်းတန်းဖြစ်ရမှာလေတက်အောင်လေအရာဒီတိုင်းတိုင်းအရာဒီတိုင်းရဲ့တက်ကြီးတက်တက်လောက်ရှိတာပဲနောက်ဒီရိုးအဆက်လေးတွေမှာရှိနေတဲ့အကြမ်းဖက်တွေကိုတောင်းတလင်းခအောင်ဟိုရှင်းလင်းလိုက်မှာအဆင်ပြေသွားမှာပေါ့နော်အဲအဲ့လိုမျိုးနောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရခင်ဗျာ